အဲကျွန်တော်တို့အေဂျင့်တာဟိုတယ်မှာအသက်ရှင်ရမြောက်ပေးပြီးနေတယ်။ဒါကျွန်တော်တို့ဒီတော့ရောက်ကြတဲ့ဘူးတောင်းပေးရတောင်းပေးခြင်းခံရပါတယ်။နောက်ပြီးရခါမှာကျွန်တော်ဒီလိုဒီအောင်ဆေးရောအရေးပေါ်တူပူဆရာဝန်ကျွန်တော်ဒေါက်တာဆရာမင်းနဲ့တူတူအဘိဓိဆီယောကအရေးပေါ်တူပူဆရာဝန်ဒေါက်တာကျော်လာရင်းနဲ့မြောက်ကလာဒီဆီယောကအရေးပေါ်တူပူဆရာဝန်ဒေါက်တာကျူမောင်ဆန်တို့ကလည်းပြီးတော့ဒီလိုဒီဆရာဆရာမများလို့ကျွန်တော်လည်းတူတူ International Rescue Team နဲ့ မြန်မာနိုင်ငံအမိတက်နဲ့ Search and Rescue ဖွဲ့ရဲ့ပူးပေါင်းပြီးတော့ကြေညာဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်က disaster နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းမဒီတာကြတော့ကျွန်တော်နေတာ first time နဲ့ freedom မှာသွားပြီးတော့ခဲစရာဖြစ်ပါတယ်။အဲ့တွဲတော့ကျွန်တော်မှာအကြောင်းရင်းတွေစကဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ဗီလာမှာပဲ suit နေရရှိတဲ့ကြောင့်လို့စိတ်သက်သက်ကြပါမယ်။လူလာရီအတီကျွန်တော်နိုင်ပေါင်းများစွာရေတက်တဲ့အစာတက်တဲ့ပြည့်နှက်မှုရှိတဲ့အကြောင်းမျိုးကိုကျွန်တော်ဒီဒီ နာကိုတခုတော့ရောင်းဖို့ကလည်းအချိန်တော်တော်ကြာမဲ့အတွက်ကြောင့်မို့လို့ဒီ net ဒီကနေပြီးတော့ကျွန်တော် guide နိုင်ပေါ့နော်တို့ရေဒီတက်ဆုံးရှုံးသွားတယ်များတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့ဒေါက်တာကျော်လာမှုနဲ့ခင်ရပါလိမ့်ပြီးတော့ဒီတို့ပိတ်ကြည့်နေတဲ့ ground fraud ကိုတားဆီးဖြစ်စီကြားကြလိမ့်ပြီးတော့ rescue တက်နေတဲ့တို့တွားရောက်ပြီးတော့ဒီနာကိုကုသမှုပေးခဲ့ပါတယ်ခင်ဗျာကုသမှုဒီမကဘဲနဲ့တို့ရေစိတ်ခေါအားရှိအောင်လေကျွန်တော်တို့လေ ပြောကြားခဲ့ပါတယ်။ပျက်စီးရေရှိတယ်။ပျက်စီးရေတော့တော်တော်ပြီးတော့သွားခဲ့ရတာပေါ့နော်။အမှန်ကြီးပေါင်းစုသွားရတယ်။ဒီကမှာတန်ချုံလေးမန်ကွဲစားလေးပေါ့နော်။အဲအားကြီးတော့ဖြတ်ကျခဲ့ရတယ်။ဒါပေမဲ့အထက်မှာတော့ prestige နေနေကျွန်တော်ရရှိနေပြီးရယ်။ speed နေရနေပြီးတော့မနီယာမှာတန်ချောင်းလေးရှိရယ်။မနီယာမှာဒီလိုချဖို့ပေါ့နော်။အားမျိုးပြောခဲ့တယ်။အထက်မှာလည်း lighting လေးဒီချအထုံးထားပေးပါတယ်။ ်အသက်ရှင်နေကဲထုတ်နိုင်တဲ့အတွက်ကြောင့်မို့အတိုင်းမတိဝန်တာခဲ့ပါတယ်ဆက်လက်ပြီးရေနာရဲ့အနေအထားကိုလည်းစိတ်ယုံကြည်ရအောင်ကြည်တင်ပြုစုနိုင်တဲ့အတွက်လည်းတင်းတင်းပြောင်းကြည်စင်တင်ပါတယ်နော်ကျွန်တော်တို့လည်းပထမတစ်ယောက်ကဲခဲ့ပြီးမှတော့ဒုတိယတစ်ယောက်ရဲ့အနေအထားကိုတောက်လျှောက်အောင်ကျွန်တော်တို့ရေစတမ်းပါနေပြီးခဲ့ပါတယ်ကျွန်တော် MBNS ပေါ်မှာပဲကျွန်တော်တို့ရေစောင့်စားခဲ့ပါတယ်ခင်ဗျာစစ်စစ်ပေါင်း920ကျော်ကျွန်တော်တို့ရေအေဂျင့်တာဟိုတယ်ရှိမှာအလူနက်စနေတော့ဆောင်ပြီးတော့ကက်တရီနံပါတ်ကို ုပ်ခဲ့ပါတယ်။သူကတော့လက်ကလေးရတဲ့အချိန်မှာပဲကျွန်တော်တို့အမတစီတင်းရမှာပြောပါတယ်။သူလက်ကလေးစတင်တွေ့နေပြီဒါပေမဲ့လည်းအသားစီးရရှိနေပါတယ်။တန်ချောင်းရရှိနေပါတယ်။အတန်ချောင်းတွေကိုကျွန်တော်တို့ရဖြတ်တော့ပါမယ်။ကျွန်တော်ကသူ့ရဲ့လက်ကိုကျွန်တော်ရောက်ပါတော့နော်။မျက်နှာတွေမှာရမတွေ့ရလိမ့်ပါ။အဲ့ဒီထားမှာကျွန်တော်တို့သွားပြီးတော့ကယ်ဆယ်ရေးထပ်တော့ဘူး။အမှသွားပြီးအိုင်လန်ပူဝတ်ကိုကျွန်တော်တို့စီစဉ်ပါတယ်။ Rescue team ရတဲ့လူတွေကစိတ်ဖြစ်တယ်တော့မှကျွန်တော်ကိုခေါ်ပါတယ်။ ဒုတိယတယောက်ကကြတော့ကျွန်တော်တို့ကဟိုဒီပတ်သက်နေတာနဲ့လက်ကလည်းကျွန်တော်ဖုတ်တဲ့ပုံစံတည်းကိုသိမိကြဘူးခင်ဗျာကျွန်တော်တွင်းခဲကိုကိုတော်အတော့အချီကျွန်တော်ဆင်းပြီးတော့ဆောက်ပြီးတော့တွင်းရတယ်ပြီးရခါမှာနေရာအနေနဲ့အရင်တစ်ခေါက်တည်းစာလုပ်ခြင်းနေရာနဲ့ပုံချင်းချက်ပါတယ်ခင်ဗျာပြီးတော့ဒီကျက်စီးမှုနေရာနဲ့ခြုံထက်နေရာနဲ့ပုံများပါတယ်ကျွန်တော်အနေနဲ့ကကျွန်တော်ဒီဒီဘဝဘေးအနေနဲ့ပတ်သက်ပြီးရခါမှာသူ့ရဲ့စိတ်ကြမ်းမာရေးပုံကြမ်းမာရေး ိုပတ်ဖို့ကုညီအပေးခဲ့တဲ့ကလူမျိုးကျွန်တော်ဒီထိခိုက်တဲ့အရာလေးမရှိဘဲနဲ့သူ့ရဲ့ဒီစိတ်ဓာတ်ပြောင်းတော့စိတ်ဓာတ်ကလေးစားပါတယ်ကျွန်တော်ရဲ့ဒီဆက်ပြီးတော့ကုသပေးနေရဲ့ဆရာဝန်ဆရာမနဲ့ကဆရာမကြီးများအားလုံးဒီစိတ်ဓာတ်ပါတယ်ဖွဲ့စည်းရေးဌာနဆိုင်ရာအနေနဲ့ကျွန်တော်ရေပေါ်စီပညာဌာနအနေနဲ့ပူးပေါင်းပူးပေါင်းဆောင်ရွက်ပါမယ်တင်ရှိနေပါမယ်။ငွေရင်းလုပ်ခဲ့ရစာရွေးအခုချိန်ထိရေပေါ်တောင်းပြအောင်လည်းကျွန်တော်အနေနဲ့၂၄လပိုင်းပြည့်ရမရှိဆောင်ရွက်စီစဉ်ဆောင်ရွက်နေပါတယ်။